ိုဟင်းဒီလောကတဲ့ကိုစဝင်တော့တဲ့ပိုကို F1 တလုံးနဲ့မိမတယောက်ပဲရှိခဲ့တယ်ဆိုတော့တဲ့ဘာလဲတဲ့အခုဖုန်းအများကြီးနေတဲ့မိမအများကြီးရှိသွားလို့လားတဲ့ဆိုတော့ဟုတ်ပါတယ်အခုကတော့ဖုန်းတွေအများကြီးနေမိမကတော့အများကြီးတော့လည်းမဟုတ်ခဲ့ဘူးเนาะမိမကတော့ဒီတယောက်တည်းပဲရှိပါတယ်เนาะကျွန်တော်ပြောခဲ့တဲ့တခုတယောက်တည်းဖုန်းကလည်းတလုံးနဲ့မိမကလည်းတယောက်တည်းပဲရှိခဲ့တယ်ဆိုတော့အရာဝတ္ထုတခုကကျွန်တော်ဒီလောကကြီးတဲ့ကိုစပြီးဝင်တဲ့အချိန်မှာကျွန်တော်မှ background ကျွန်တော်အနောက်ကနေ sporting လုပ်ခဲ့တာကျွန်တော်လုပ်တဲ့ဟာတွေကိုခွင့်ပြုနားလည်ပေးခဲ့တာဆိုလို့ဒီတယောက်တည်းပဲရှိခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်မှာတော့အဲ့ဒီတုန်းကကျွန်တော်တို့တွေရဲ့စူးစမ်းမှုနဲ့တည်းအခုအချိန်မှာတော့ဒါအခုဆိုရင်ဒါဘာပဲပြောအလှူလုပ်နေတာပေါ့နော်ရန်တူဆောင်ဆေဘာတော့တရားတော်ပြဘုဒ္ဓဒီနေ့မင်္ဂလာမင်္ဂလာဆင်းပြပါပေဓမ္မမင်္ဂလာတရားတော်ပြတိကုတော်မင်္ဂလာတော်ကို အာဂမဆိုရင်တပ်ပါတို့ကလုံးစုံသောစိတ္တကဘုံတို့မှမမိုးစတိလုံးညွန်နေကြလို့နေလောကင်းတော်ကပိုကိုအပွိုင်းတလုံးနဲ့မိမတယောက်ပဲရှိခဲ့တဲ့အနေထားပေါ့နော်အခုကတော့ပုံကပိုကိုအပွိုင်းတလုံးနဲ့တင်မကားတော့ဘူးပြီးတော့ကျွန်တော်ဘေးမှာလည်းအရင်လုံးကလုံးသူမတယောက်တည်းမဟုတ်တော့ဘူးပေါ့နော်ဒါပါပဲခင်ဗျားတို့ တချို့တွေရဲ့အတွေးတွေကတော့ဘလို့တွေးလဲဘလို့ယူဆလဲမသိပါမယ်ကျွန်တော်ရဲ့အတွေးကျွန်တော်ယူဆကကျွန်တော်တို့နှစ်ယောက်ထဲနဲ့ရုံးခံရခဲ့တဲ့ဆိုရက်အကြောင်းပြချက်ကိုပြောပါပေါ့နော်ဒါပေမဲ့အခုတော့အရင်ကလို့ကျွန်တော်နှစ်ယောက်တည်းမဟုတ်တော့ပါပြီးတော့ရှိပါသေးတယ်ကျွန်တော်ကို comment ထဲမှာလာမှန်သွားတာပေါ့နော်ပါလဲဆိုတော့မင်းအားတဲ့မိမအိမ်မော်ကဆင်းသွားတဲ့နေ့မှာတော့မှပဲတဲ့ဘောလုံးပွဲအကြည့်မပြတ်ဘူးဆိုပြီးဂုံယူနေတဲ့ကောင်ဆိုတော့လဲဆိုပြီးတော့မှန့်သွားတာရှိသေးတယ် ကျွန်တော်မိန်းမအိမ်မော်ကဇင်းသွားတာကိုဘောလုံးပွဲအကြည့်မပြတ်တာမဟုတ်ဘူးကျွန်တော်ကကျွန်တော်တို့နှစ်ယောက်စောက်ထားခဲ့တဲ့အိမ်မော်ကနေဇင်းလာခဲ့တာပေါ့နော်အဲ့တော့ဇင်းလာခဲ့ပြီးတော့ကျွန်တော်မှာရွေးချယ်စရာ option နှစ်ခုပဲရှိတယ်တစ်ခုကတော့တခြားယောက်ျားတွေနဲ့ need to ဘယ်လိုပြောမလဲဒီယာဝတ္ထုကြီးတွေမှာပေါ့နော်အိမ်တော်ကွဲသွားတဲ့အနေထားမှာကိုယ့်ရဲ့နာမကိုချစ်တဲ့မိန်းမမရှိတော့ဘူးကိုချစ်တဲ့ဒါသမီးမရှိဘူးပေါ့နော် အဲ့တော့အဲ့ဒီမရှိတဲ့အရာဝတ္ထုကြီးကိုပဲငါအနေနဲ့ depression ဝင်ပြီးတော့ပဲပြိုလဲနေမလားတခြားကောင်းနေလို့အယတမဆေးသမားတွေဘိန်းသမားတွေဖြစ်သွားမလားဆိုရဲရွေးချယ်စရာ option တစ်ခုနဲ့ဒါမှမဟုတ်ရင်ငါရဲ့ကြိုးစားမှုနဲ့ငါချစ်တဲ့ငါသားငါချစ်တဲ့ငါမယားကိုငါအနာပြန်ခေါ်နိုင်အောင်ကြိုးစားမလားဆိုရဲရွေးချယ်စရာ option နှစ်ခုပဲရှိခဲ့တယ်ပေါ့နော်အဲ့တော့မိမအိမ်မအဆင်သွားတော့ဘဝအကြည့်မပြတ်ဘူးဆိုပြီးဂုံယူနေရလို့ထင်ကျွန်တော်ဂုံယူတယ် ဘာလို့ဂုံယူလဲဆိုတော့အတိအတိအတိနေအတိအချိန်ကနောက်မှရွေးချယ်ဆရာဆိုလို့ဒါပဲရှိတော့ရဲ့အနေထားမှာဒါပဲရွေးချယ်ခဲ့ပြီးအတိဟာကြီးကိုပဲတစိုက်မမဲရှောက်ခဲတဲ့အနေထားအရကအခုချိန်မှာကျွန်တော်ချစ်တဲ့ကျွန်တော်မညာကောကျွန်တော်သားကောကျန်တဲ့ကျွန်တော်ရဲ့ဆွေမျိုးမိတ်တခင်ခါတွေကောအကုန်လုံးနဲ့ပေါ့နော် အတူတကွလက်တွဲပြီးနေနိုင်တဲ့အနေထားကိုပြန်ရောက်ခဲ့တယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်ဆိုတဲ့ကောင်ကဘယ်နေရာမှာမှ ဘောင်းဝင်လာမယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ဗီဒီယိုလေးကတော့ဒါပါပဲအားလုံးပဲစီးပါခင်ဗျားတို့ပြောတဲ့ Poco F1 တစ်လုံးနဲ့မိမတစ်ယောက်တည်းဆိုတဲ့ကောင်ပါ